င်္ဂလာပါရှင်ကီတီတယ်လီဗေးရှင်းချန်နယ်မှာသတင်းများကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရွှေကူနာအေးပေါ်ဆင်းသက်ခဲ့သည့်စစ်ကောင်စီရဟယင်းကို KIA ထပ်မံပြစ်ခတ်ပြက်စီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကချင်တို့လည်းရေးတက်မလို့ KIA ကမေလ20ရက်တွင်ပြစ်ချခဲ့သည့်စစ်ကောင်စီရဟယင်းနဲ့စီကိုရွှေကူမျိုးသားအေးပေါ်ဆင်းသက်ခဲ့ရသည့်ရဟယင်းကို ယနေ့မေလ22ရက်နေ့မိုးလွယ်ပိုင်းတွင် KIA တပ်မဟာစစ်တပ်ရဲဘော်များကဖွဲ့ရုံတိုက်ခိုက်ချက်စီးခဲ့တဲ့ဟူကချင်းစစ်ရေးတရင်ရေးဘက်ကပြောပါရယ်ဗမော်မျိုးသိန်းတိုက်ပွဲအတွင်းလက်ချံစစ်ကောင်စီ၏အမတ်27စစ်စင်ရေးကိုကဲမှုဌာနချုပ်စာကခ27တို့စစ်ကူလာဘူသည်ရဟယင်3စီအနက်2စီကို KIA ကပြစ်ခတ်ခဲ့ရာဒစီသည်ရွှေကူမျိုးနှင့်15မိုင်ခန့်အကွာတွင်ပြက်ကျခဲ့ပြီးဒစီသည်ရွှေကူမျိုးတို့အရေးပေါ်ဆင်းသက်ခဲ့ရတယ်ဟုဆိုပါရယ် မနေ့ကရွှေကူမြို့ခလာရ56မှာသွားစင်းတဲ့ရဟယင် MI7D ကိုဒီကနေ့ညနေပိုင်း2နာရီကြောကြောလောက်မှာ KIA တပ်မဟာစစ်တေအဖွဲ့တွေလက်နက်ကြီးနဲ့သွားပစ်တာရဟယင်အကုန်လုံးပျက်စီးကျွေးမသွားပြီ။အဲဒီမှာရဟယင်ကိုကားပါလုထားတဲ့တန်ဆက်ကားနှစ်စီးရှိတယ်၊ထရက်ကားနှစ်စီးရှိတယ်၊၄စီးပေါ်အဲ့ဒါလည်းတော်တော်ပျက်စီးသွားတယ်။ရဟယင်ကတော့ရစရာမရှိတော့ဘူး။အကုန်လုံးကျွေးမသွားပြီဟုကချင်စစ်ရေးတရင်ရေးမြစ်ကပြောပါတယ်။ရွှေကူမြို့၌အရေးပေါ်ဆင်းသက်ခဲ့ရတဲ့ရဟယင်မှာထိမှန်ပျက်စီး၍ ပြန်တန်းနိုင်မှုမရှိတော့သည့်အခြေအနေတွင် KIA ကထပ်မံသွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်ဟုသိရပါတယ်။အဆိုပါရဟန်းရင်အားထပ်မံတိုက်ခိုက်မှုအခြေအနေနဲ့ပတ်သက်ပြီး KIA သတင်းကြံကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးထံဆက်သွယ်မိနေရကျွန်တော်လဲကြားပါရခင်ဗျာအခြေအနေတွေသတင်းဆက်လက်တွေကိပိစုံစုံမရသေးတော့အတိအကျမပြောသေးတာပါသတင်းကဆောင်ရမှာကြားတာတော့ကြားပါရမှန်တော့မှန်လောက်ပါရဒါပေမဲ့ပြည့်စုံမှုမရှိလို့တရားဝင်မပြောတာပါဟုပြောပါရ KIA နေဖြင့်ရဟတ်ရင်နဲ့စီထိမှန်အောင်ပြည့်ခတ်နိုင်မှုကိုဗိုလ်မှူးကြီးနော်ဘူးကအတိပြုထားသည့် ကျော်အတွင်ပြတ်ကျသည့်ရဟတ်ရင်အနီး၌စစ်ကောင်စီပိုကြီးတအူဤအလောင်းကိုတွေ့ရှိထားကြ။ရွှေကူမျိုးနာအရေးပေါ်ဆင်းသည့်ရဟတ်ရင်သည်လည်းခရီးဆက်နိုင်ခြင်းမရှိဘဲရွှေကူ၌ပင် ရှိနေဆဲဖြစ်ကြောင်းဗိုလ်မှူးကြီးတော်ဘုကယနေ့မေလ22ရက်နေ့လယ်ပိုင်းတွင်ပြောထားပါသည်။ဆက်လက်ပြီးငဒလင်းမျိုးနယ်ရှိစစ်ကောင်စီတပ်အထိုင်းစခန်းကို PDF ပူးပေါင်းတိုက်တိုက်ခိုက်ရှင်းလင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။ ပဲခူးတိုင်းနက်ဒလင်းမြို့နယ်ကွင်းကျဲကျေးရွာရှိစစ်ကောင်စီတပ်စခန်းအား၃ရက်ဆက်တိုက်တိုက်ခိုက်ပြီးနောက်ဖြက်စီရှင်းလင်းနိုင်ခဲ့ပြီးတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်၈ဦးသေဆုံးကြောင်းတာယောရီခရိုင်အမတ်တတရင်ကယနေ့မေလ၂၁ရက်ကသတင်းထုတ်ပြန်ပါတယ်။ကွင်းကျဲကျေးရွာနယ်စစ်ကောင်စီအထိုင်စခန်းကုန်းအားမေလ၁၈ရက်မှမေလ၂၀ရက်အထိတိုက်ခိုက်ခဲ့ခြင်းဟုဆိုပါတယ်။နက်နက်ကြီးတန်တွေကမြို့ပေါ်ကလည်းကြားရတဲ့ကြက်ပိုက်တာတွေလည်းလာတဲ့တိုက်ပွဲဖြစ်နေတဲ့နေရာရဲ့အသေးစိတ်အခြေအနေကိုတော့ကျွန်တော်တို့မသိရဘူး နောက်ပြီးကာဝေးရေးတပ်ဖွဲ့တွေကလည်းစစ်ရေးသတင်းတွေထိန်းချုပ်ထားတဲ့ကြားဟုနက်တလင်းဒေသခံတအူးကပြောပါတယ်။တာယာဝရီခရိုင်အမတ်တတရင်ကသတင်းထုတ်ပြန်ရရင်ကွင်းချေကြီးရွာမှာစစ်ကောင်စီစကန်တိုက်ခိုက်သည့်တိုက်ပွဲအတွင်စစ်ကောင်စီကစစ်ကူအများပြပို့ဆောင်ခဲ့ကြောင်းအဆိုပါစစ်ကူလက်ကြောင်းများကိုမိုင်းကွင်းများပေါ်၍ဈာပြတ်တိုက်ခိုက်ခဲ့ကြောင်းဖော်ပြထားပါတယ်။ပြည်သူ့ကာဝေးရေးတပ်မတော်အမတ်နှင့်စစ်စင်ရေးနယ်တွင်ဂျူဟာနက်ဆန်နှင့်တာယာဝရီခရိုင်အမတ်တတရင် P2 3800တင်းနဲ့နတ်တလင်းမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့နတ်တလင်းပါကာဖာတပ်ရင်း3800တုံးတပ်ဖွဲ့ဖဂိုးဝင် UAV Force ဖူပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ခြင်းဟုအသိပေးထားပါတယ်။စကန်ကုံအားမိရှုဖြက်စီခဲ့ပြီးတိုက်ပွဲအတွင်းတေဆုံးသည့်ပုတ်ပွားနေသည့်စစ်ကောင်စီတပ်ရှုံလောင်းရှစ်လောင်းကိုတွေ့ရသည်ဟုထုတ်ပြန်ထားပါတယ်။ တောင်ရတာတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား၈ဦးသေဆုံးကမိမိတို့ရဲဘော်တအူထိခိုက်ဒဏ်ရာမဆိုးရင်ရရရှိခဲ့ပါသည်စစ်ကောင်စီတပ်သားအလောင်းများအား၎င်းတို့ဗန်ကားများအတွင် ပုတ်စော်မျောနှံကတွေ့ရပြီးစကန်ကုံအာမီရှို့ဖြက်စီးခဲ့သည်ဟုထုတ်ပြန်ထားပါသည်ဘကူတိုင်းအတွင်းတိုင်းလက်ရှိတွင်မင်းလာပတောင်အုပ်ရှိပင်နှင့်ဂျိုးပင်ကောင်းမြို့နယ်တို့တွင်စစ်ရေးတင်းမာနေပြီးဒေသခံပြည်သူများအနေဖြင့်ဘုံကိုချင်းများအခိုင်အမာတူထကြရန်မိချောင်းအုပ်တရီပြီးအချက်များကိုဂယုတွေ့ရန် ရက်သူရွာသားအချင်းချင်းရိုင်းပင်ဆောင်ရှောက်ကူညီကြရန်လုံခြုံရေးတည်ပြီးချက်များကိုပူးပေါင်းဆောင်ရွက်ကြရန်ကာကွယ်ရေးရဲဘော်များ၏စည်ရေးလှုပ်ရှားမှုတရင်များကိုနှုတ်ခွက်ထားကြရန်ကိတုကာကွယ်ရေးတပ်ဖွဲ့များကတည်ပြီးထားပါသည်ဆက်လက်ပြီးပေါင်းနယ်နုနယ်အတွင်းရှိတစ်ပုတ်စစ်ကောင်စီတပ်စခန်းနှင့်တိန်ကုန်းတာဝါတိုင်းစခန်းတို့ကိုတော်လှန်ရေးတပ်များကတိုက်ခိုက်သိမ်းပိုင်စစ်သား၃ဦးသေဆုံးနေဆိုတဲ့တရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်ပဲခူးတိုင်းကီခရိုင်ပေါင်းနယ်နုနယ်အတွင်းရှိတစ်ပုတ်စစ်ကောင်စီတပ်စခန်းနှင့်တိန်တော်ကုန်း တာဝါတိုင်းတို့ကိုတွန်လန်ရေးတံမြောက်ကတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းတိုင်းစစ်ဒေသစစ်ဒေသကွယ်နှင့်ပဲခူးတိုင်းစစ်ဌာန921 PPI 3600နှင့်တပ်ရင်းမှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။မေလ18ရက်နေ့ပေါင်းတယ်လို့လည်းစစ်ကောင်စီ၏တိန်ကုန်းတာဝါတိုင်းအထိုင်စခန်းတို့အင်အားခေတင်းရန်ထွက်ခွာလာသောအင်အား80ခန့်ပါစစ်တပ်စစ်တောင်းကိုတွန်လန်ရေးတံမြောက်ကတိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှ3ဦးသေဆုံးခဲ့ပြီးအများအပြားကြီးကြိုက်တရာရရှိကြောင်း ရင်းအောင်တင်ကုန်းတာဝါတိုင်းစစ်တပ်စခန်းသို့ထွက်ပြေးဝင်ရောက်သွားသည့်ဖြင့်တော်လည်ရေးတများကပိတ်ဆို့တိုက်ခိုက်ခဲ့ရာဒေလ19ရက်နေ့စစ်ကောင်စီတပ်ဖွဲ့ဝင်များအလုံးတင်ကုန်းတာဝါတိုင်းစခန်းမှာထွက်ပြေးဆုံးခွာသွားကြောင်းထို့ကြောင့်ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်တပ်ဖွဲ့များမှတင်ကုန်းတာဝါတိုင်းစစ်ကောင်စီအထိုင်စခန်းကို အပြီးသက်သိမ်းပိုက်ရရှိခဲ့ကြောင်းသိရှိရပါတယ်အဆိုပါတင်ကုန်းတာဝါတိုင်းစခန်းမှာစစ်ကောင်စီတပ်သားများကပြည်သူများကိုပေါ်တာဆွဲခြင်းအနီးအနားရှိကြွေးရများကိုမိရှို့ဖျက်ဆီးခြင်းအပြစ်မဲ့ပြည်သူများကိုတပ်ဖြတ်ခြင်းများပြုလုပ်ခဲ့သည့်အတွက် ကိတုကာကွယ်ရေးတပ်ဖွဲ့များနှင့်မကြာခဏဆိုသလိုတိုက်ပွဲများဖြစ်ပွားလေရှိပြီးယခုအခါဝမ်ဝန်ပိတ်ဆို့တိုက်ခိုက်မှုကြောင့်စခန်းစွန့်ကွာထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။မေလ12ရက်နေ့ကလည်းပေါင်းတယ်တို့နဲ့အတွင်ရှိတစ်ပုံးစစ်ကောင်စီတပ်စခန်းကိုတော်လန်ရေးတညာကတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းသိရပါတယ်။မေလ12ရက်နေ့မှာတစ်ပုံးစခန်းကိုရတဲ့မေလ19ရက်နေ့မှာတိန်ကုန်းတာဝါတိုင်းစခန်းကိုရတဲ့ဟူပြည်သူ့ကာကွယ်ရေးတပ်မတော်ပြီးခရိုင်3601တပ်ရင်းဤစစ်ထောက်လန်းရင်းနဲ့တရင်းကြံချာရေးတာဝန်ခံရဲဘော်ရှယ်တို့ကရှင်းပြပါတယ်။ ပေါင်းတဲ့ငွေနဲ့အတွင်းရှိစစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲပို့ပြည်သူ့ကာကွယ်ရေးတပ်မတော်ကီခရိုင်တပ်ရင်းတရင်3600နဲ့တရင်3600တင်းနဲ့ကီခရိုင်ပကဖအဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဆက်လက်ပြီးညောင်ဦးမျိုးမှထွက်လာသည့်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှုစစ်သား5ဦးသေဆုံးတဲ့တဲ့တင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ မန္တလေးတိုင်းညအုံမြို့မှာထွက်လာပြီးအကြမ်းဖက်စစ်တပ်စစ်တောင်းကိုကြားပြတ်တိုက်ခိုက်ရာစစ်သား၅ဦးသေဆုံးခဲ့ကြောင်း People Democratic Army PDA မှစစ်ရေးတာဝန်ခံရဲဘော်အုပ်စုကသတင်းဌာနသို့ပြောဆိုပါတယ်။မေလ20ရက်နေ့ညအုံမြို့မှာထွက်လာသောအင်အား90ကျော်ပါအကြမ်းဖက်စစ်တပ်စစ်တောင်းကိုပြည်သူ့ Democratic တပ်တော်မှတော်လိုင်းရေးရဲဘော်များကကြားပြတ်တိုက်ခိုက်ခဲ့ကြောင်းတိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှ drone ဒဇင်ချို့ယင်းပြစီခဲ့ပြီးအကြမ်းဖက်စစ်သား၅ဦးသေဆုံးကာ တော်နိုင်ရေးရဲပေါ်များအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။စစ်ခွေးအ ਨੇ ဆုံး9កောင်တည်တယ်လို့သိရတယ်။10ဦးထိတယ်လို့သတင်းကြားပေးမိ။တေချာအတိမကျနိုင်သေးတော့အခုသူတို့အတိနာလို့အခြားတစ်ဖက်ကနေစစ်ကြောင်းတစ်ကြောင်းထတ်တို့ဖို့ပြင်ဆင်နေတယ်လို့ကြားရတယ်။စစ်ကောင်စီစစ်ကြောင်းထုတ်လိုက်ရင်အတက်နိုင်ဆုံးရှောင်ရှားစေချင်တာပါ။ကီတူပါလာရင်အလုံးလောက်ရတာကတ်တက်ပါတယ်။ ီသူတွေကိုဒီနေ့ဆိုတချို့နေရာမိုင်းကွင်းတွေမှာအလင်းငိုက်နေပေမဲ့ကီသူတွေထိခိုက်မှုများနိုင်လို့အလုံးမလုံးခဲ့ရတာတွေရှိပါတယ်ဟုတီဘက်ဒီမိုကရက်တစ်အာမီ PDA မှစီးတာဝန်ခံရဲဘော်အုပ်စိုးကပြောဆိုပါတယ်စစ်တပ်ကတီသူဆဲဦးခန့်ကိုလည်းလူသားတိုင်းအဖြစ်ဖမ်းဆီးထားပြီးဂျိုးကန်ကြီးရွာသို့ဝင်ရောက်စီးနှင်းကတီသူပိုင်ကစီးများကိုလူယူခဲ့ကြောင်းဒီပံဝင်းရှင်ကြီးတေးရွာများမှတီသူ၄၀၀၀ခန့်မှလည်းစစ်ပီးတိတ်ရှောင်နေရကြောင်းသိရှိရပါတယ် လက်ရှိအခြေအနေတွင်ပြည်သူများအနေဖြင့်ရှေ့တန်းတိုက်ပွဲဝင်ရဲဘော်တွေအတွက်ပြည်သူဒီမိုကရက်တစ်တပ်တော်ကကြီးလုံးနေသည့်ဟန်ချက်ညီညီပန်းတိုင်းစီသိန်း6000ကြီကကမ်ပိန်းလေးပို့လဲပါဝင်အားဖြစ်ပေးကြရန်မြစ်တာရက်ခန့်တိုက်တွန်းထားပါသည်။ကျမ၏သတင်းတင်ဆက်မှုကိုဒီမှာပဲရနာဖွင့်ပြပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။